အလုံးစုံဓမ္မချစ်ခင်သူတို့သင်ပေါ့လို့ကိုယ်စိတ်နှပြချမ်းမှချမ်းသာ၍လူဤဆန္ဒမှန်မြတ်ပြည့်ဝပိုင်ဆိုင်နိုင်ကြပါစေ။ယခင်ရုပ်ပတ်ပြီးမယ်ကထာတော်ကတော့အစဉ်တိတံကထာတော်ကိုရုပ်ဖတ်ပူဇော်ပြီးမှဖြစ်ပါလေ။ဤကထာတော်ကိုနက်နက်ကိုကညကိုကရွတ်ဆို၍လူရာစုတောင်းအကြံစီအောင်မြင်စေထူးခြားစွာအကျိုးပေးလိမ့်မည်။ကောင်းစွာ

အစင်တီပဏနနဝိပါကောဟောတုအစင်တီယောဧဝံအစင်တီယဗုဒ္ဓဗုဒ္ဓဂုဏအစင်တီယဧဝံအစင်တီယဓမ္မဓမ္မဂုဏအစင်တီယဧဝံအစင်တီယတံဃတံဃဂုဏအစင်တီယအစင်တီပဏနနဝိပါကောဟောတုအစင်တီယော

အစင်တီပနနနဝိပါကောဟောတုအစင်တီယော